နေ့ကမတ်လ10ရက်နေ့တရက်ထဲမှာပဲစစ်ကောင်စီဟာကြောက်ဖြူမြို့အတွင်းကစနေတိုက်နယ်ပြည်သူစေုံနဲ့ကသပြေကြီးဝါကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကိုလှုပ်ဆောင်ခဲ့တယ်လို့ဒေတာသတင်းအရင်းမြစ်တွေစီကသိရပါဗါးအဲ့လို drone နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်စနေတိုက်နယ်ပြည်သူစေုံအတွင်းကဓာတ်ခွဲကန်အတွင်းကိုကြက်ရောက်ပေါက်ခွဲခဲ့ပြီးတော့ဓာတ်ခွဲကန်တစ်ခုလုံးပျက်စီးသွားခဲ့ရပြီးလူတိုက်ခိုက်ထဏ်ရရတာတော့မရှိခဲ့ဘူးလို့ဆိုပါတယ် အဲ့ဒီတခိုက်မှုကိုတော့စစ်ကောင်စီတပ်တွေဟာမတ်လ10ရက်နေ့မနက်9နာရီကျော်မှာလုံဆောင်ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။အဲ့လိုပဲမတ်လ10ရက်နေ့ညနေ3နာရီကျော်လောက်မှာကြောက်ဖြူအခြေဆိုင်တညဝတ်တီရီတက်စခန်းကကက်သပြေကြီးဝါကိုဒရုန်းနဲ့ဘုံးဆယ်လုံးထပ်မနေချေချတခိုက်ခဲ့တာကြောင့်ကြေးရွာအတွင်းကနေအိမ်20ကျော်မီးလောင်ပျက်စီးခဲ့ရပြီးဒေသခံတအူးဖြစ်တဲ့ဥဖသိန်အောင်ဆိုသူမှာ ဘုံစားထိမှန်ကတန်ရာရရှိသွားခဲ့တယ်လို့ဒေသတင်းအရင်းမြစ်တွေကပြောပါရယ်ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကလည်းစစ်ကောင်စီဟာကြောက်ဖြူမြို့အတွင်းကကြက်တိန်ကျူဝါကိုလေကြောင်းကနေ Jet Fighter တစ်စီးနဲ့လေကြောင်းကဘုံကျစ်တိုက်ခိုက်ခဲ့တာကြောင့်နေအိမ်35လုံးထပ်မနေမီးလောင်ပျက်စီးတာရှိခဲ့ရပြီးမတ်လ9ရက်နေ့မှာလည်းစစ်ကောင်စီဟာကြောက်ဖြူမြို့အတွင်းကဦးကင်းကျူဝါကို drone နဲ့ဘုံအလုံးရေ30ထက်မနေချေချတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်တရာကျော်ထပ်မနေဟာလည်းမီးလောင်ပျက်စီးခဲ့ရပါတယ် ကျောက်ဖြူမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်တွေနဲ့အာရခတပ်တော်တို့ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ20ရက်နေ့ကတည်းကပင်နှစ်ဖက်တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ကြတာဖြစ်ပြီးတော့စစ်ကောင်စီဟာကက်သပြေ၊ဦးကင်း၊စီမော်၊ကြက်တိန်၊ရှောက်ချောင်း၊စိုင်ချံ၊စစ်တောရွာနဲ့ တက်ပုတ်တောင်ကျွော်အနီးတဝိုက်ကိုနေတိုင်းဆိုသလို drone နဲ့ပုံကြီးတိုက်ခိုက်တာတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကိုလှုပ်ဆောင်နေတဲ့အတော့ပြည်သူပိုင်နေအိမ်200ထပ်မနေဟာမီးလောင်ပျက်စီးသွားရပြီဖြစ်တယ်လို့ဒေသတရင်အရင်းမြစ်တွေကပြောပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီကျွော်တွေကစစ်ဆောင်ထွက်သွားကြရတဲ့စစ်ပေးဆောင်ပြည်သူဦးရေ2000ကျော်လောက်ဟာစစ်ပွဲနဲ့ဘေးလွတ်ရာနေရာတွေကကျွော်တွေမှာအစင်ပြေတလို့နေထိုင်နေကြရပြီးစားတောက်ရီအခက်ခဲတွေနဲ့ရင်ဆိုင်နေကြရတဲ့အတော့စားတောက်ရီအတော့အကူအညီတွေပေးဖို့လိုအပ်နေတယ်လို့လည်းဒေသကူညီအဖွဲ့တွေက C CNA ကိုပြောဆိုထားပါဗျ။လက်ရှိအာရခတတော်ရဲ့ထိုးစစ်တွေဟာတပြေးပြေးနဲ့ကြောက်ဖြူမျိုးအနီးတစ်ဝိုက်အထိရောက်ရှိလာနေတာကြောင့်ဒေသတွင်းမှာရှိနေတဲ့ဒေသခံပြည်သူတွေဟာစစ်ပွဲနဲ့ဘေးလွတ်ရာနေရာတွေကိုရှောင်တန်းကြဖို့စ조사လုံးဆောင်နေကြပေမဲ့စစ်ကောင်စီကဒေသအတွင်းမှာရှိနေတဲ့ခြေရွာတွေကိုရှောင်တန်းသွားခွင့်မပေးဘဲပိတ်ဆို့ထားတာကြောင့်ဒေသအတွင်းမှာပိတ်မိနေကြရပြီ။ငွေကြေးတနိုင်တဲ့ပြည်သူတချို့ကတော့လေရင်နဲ့ပြည်မထေသတွေကိုစစ်ဘေးရှောင်ထွက်နေတာလဲစစ်တိုက်ဆိုလို့ရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။